ဂျော်ဂျီယာနိုင်ငံမှာတူရကီရဲ့စစ်ဘက်ဆိုင်ရာကုန်တင်လေယာဉ်ဒဇင်ပြတ်ကျခဲ့တဲ့အတွက်လေယာဉ်ပေါ်မှာလိုက်ပါလာတဲ့လူ20စလုံးသေဆုံးခဲ့တယ်လို့တူရကီအစိုးရကနိုဝင်ဘာ12ရက်ကပြောကြားခဲ့ပါတယ်။ဒီလေယာဉ်ဟာနိုဝင်ဘာ17ရက်မော်လယ်ပိုင်းကအဇာဘိုင်ဂျန်နိုင်ငံအနောက်ပိုင်းကန်ဂျာလီစိတ်ကနေပြန်တန်းထွက်ခွာလာတာဖြစ်ပြီးဂျော်ဂျီယာနိုင်ငံအရှေ့ပိုင်းနယ်စပ်ကိုဖြတ်တန်းဝင်ရောက်ခဲ့ပြီးမကြမီအချိန်အတွင်းမှာပဲပြတ်ကျခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီလေယာဉ်ပေါ်မှာလေယာဉ်အမှုရန်တွေအပါအဝင်လူ20လိုက်ပါခဲ့ကြောင်းတောင်ဝင်ရှိသူတွေကပြောကြားခဲ့ပါတယ်။ နိုဝင်ဘာ17ရက်ကအဇာဘိုင်ဂျန်ကနေတူရကီကို ပြန်တဲ့စစ်တပ်ရဲ့ C130 ကုန်တိန်လင်းရင်ပြတ်ကျမှုကြောင့်မိမိတို့ရဲ့ရဲစွမ်းတတိရှိတဲ့ရဲဘော်ရဲဘက်တွေကြာဆုံးခဲ့ကြောင်းတူရကီကောက်ွေးဝင်ကြီးက X လိုမိုမီဒီယာမှာရေးသားခဲ့ပါတယ်လေရင်ပြကြတဲ့အကြောင်းရင်းကိုတူရကီကထုတ်ပြန်ခဲ့ခြင်းမရှိပေမဲ့လည်းမျက်မြင်တွေရိုက်ကူးခဲ့တဲ့ဗီဒီယိုမှတ်တမ်းတွေနဲ့အဇာဘိုင်ဂျန်မီဒီယာကထုတ်ပြန်တဲ့မှတ်တမ်းတွေမှာလေရင်ဟာအလျားလိုက်ပတ်ချလဲပြီး လေရင်ပေါ်ကနေအပိုင်းစတချို့လည်းမြေပြင်ပေါ်ကိုပြုတ်ကျခဲ့တဲ့ဗီဒီယိုမှတ်တမ်းကိုမြင်တွေ့ရပါတယ်။